ကြဖြန့်စင်တာသတင်းတွေထဲမှာအလွန်တုံလုံးခြောက်ခြားဖို့ကောင်းတဲ့သတင်းတစ်ပုဒ်မကြာခင်တုန်းကထွက်ပေါ်ခဲ့ပါတယ် The Independent သတင်းစာ South Chinese Morning Post နဲ့တခြားထိုင်းနိုင်ငံအခြေစိုက်သတင်းဌာနတွေရုရှားသတင်းဌာနတွေ Belarus သတင်းဌာနတွေကပါဖော်ပြခဲ့တဲ့နာမည်ကြီးသတင်းတစ်ပုဒ်ပါအဲ့ဒါကတော့ Belarus model Berar Kravtsova အကြောင်းသတင်းပါအသက်26နှစ်အရွယ်ချောမောလှပါတဲ့ Belarus နိုင်ငံသူ Berar Kravtsova ဟာထိုင်းနိုင်ငံထဲမှာ ြန်ပြီးဆွဲခံပြီးတော့အသက်ဆုံးရှုံးသွားတယ်လို့ပြောဆိုကြတဲ့သူတွေရှိတဲ့အတွက်သတင်းထွက်လာတဲ့အတွက်ထိုင်းရဲအဖွဲ့ဟာမနေတာပဲနဲ့စုံစမ်းစစ်ဆေးရပါတယ်အဲ့ဒါလိုစုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ Barrel Crab Sober ဟာမြန်မာနိုင်ငံထဲကိုလူမောင်ကိုအခုခံပြီးတော့မှသိဆုံးတာဖြစ်ကြောင်းထိုင်းရဲအဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ် Barrel မြန်မာနိုင်ငံထဲကိုဝင်သွားတာဟာသူ့သဘောနဲ့သူအလိုတူအလိုပါတွားရောက်ခဲ့တာလို့လဲထိုင်းရဲအဖွဲ့ကဆိုထားပါတယ် CCTV မှတ်တမ်းတွေအရသူ့ကို ဘသူကမှအကြက်ကင်ခေါ်ဆောင်သွားတာမျိုးမတွေ့ရဘူးလို့ဆိုပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံထဲမှာသူဘာဖြစ်သွားတယ်ဆိုတာထိုင်းရဲအဖွဲ့ကမသိနိုင်ဘူးလို့ခေါင်းဆောင်ထွက်သွားပါတယ်။၂025ခုနှစ်စက်တင်ဘာလ12ရက်နေ့မှာဘေရာဟာထိုင်းနိုင်ငံဘန်ကောက်မြို့သူနာဘုံမိလေစိတ်ကိုရောက်ပါတယ်။သူတရင်ကို သူ့အမေနောက်ဆုံးကြားရတာကအောက်တိုဘာလ4ရက်နေ့မှာပါ။အဲ့ဒီနောက်သူဟာပျောက်ချင်းမလားပျောက်သွားပါတယ်။နောက်ရက်တော်တော်ကြာတော့မှဘေရာကိုတက်ပြီးတော့သူ့ကိုယ်တွင် ကလီစာတွေကိုထုတ်ယူလိုက်ပြီးဆိုတဲ့တရင်ရောက်လာပါတယ်။တရင်ရောက်လာပုံကလည်းခက်ရိုင်းရိုင်းမှာဖယ်ရာကိုတက်ပြီးတော့ကလီစာတွေကိုထုတ်ယောင်းလိုက်ပြီးအလောင်းပြန်လိုချင်လို့ရှိရင်ဒေါ်လာ5သိန်းပေးရမယ်လို့ကြားဖြန့်ကနေလှမ်းတောင်းတာပါ။မိသားစုကဒေါ်လာ5သိန်းမပေးတော့မိသူချိုပစ်လိုက်ပြီလို့အကြောင်းပြန်ပါတယ်။ဒီလိုနဲ့ဖယ်ရာရဲ့တရင်ဟာအဆုံးသတ်သွားပါတယ်။ဖယ်ရာ craft silver ဟာငယ်ချင်းကလေးက coffee ဆိုင်မှာအလုပ်လုပ်လာတဲ့မိန်းကလေးပါ။သူကရုပ်ချောပြီးတော့ model လှုပ်ဖို့ဝါသနာပါပါတယ်တရုတ်ပြည်မှာကိုပိုင်ကော်ဖီဆိုင်ဖွင့်ကျင်တယ်ဆိုတော့စိတ်ကူးအိမ်မက်မျိုးလည်းရှိတယ်လို့သူ့တငယ်ချင်းတယောက်ကသတင်းဌာနကိုပြောပါတယ်သူ့ဘဝကခက်ခဲကြက်တဲပေမဲ့သူဟာကျင်နာတတ်ပြီးတော့အကောင်းမြင်သဘောထားရှိတယ်လို့ဆိုပါတယ်အားနည်းချက်ကတိတ်ရိုးလွန်းပါတယ်လူတွေကိုယုံကြည်လွယ်တယ်လို့ဆိုပါတယ်အခုသူဒီလိုဖြစ်ရတာဟာတကယ်ပဲဆိုလို့ရှိရင်ယုံလွယ်ပြီးတော့ပွင့်လင်းလို့ဖြစ်ရတာပဲနေမှာလို့သူ့တငယ်ချင်းကပြောပါတယ်သူကတော့သူ့တငယ်ချင်းအလောင်းကိုမမြင်ရလို့ အသက်ဆက်ရှင်နေပါစေလို့ဆုတောင်းနေပါသေးတယ်။သူမသေးသေးပဲနဲ့တနေရာမှာရှိနေသေးသလားလို့မျှော်လင့်သူတွေလည်းရှိကြပါသေးတယ်။ဒါပေမဲ့အခုလိုသူတရင်ကဟိုးလေးတကျော်ဖြစ်နေချိန်မှာသူစီကဘာလို့တုံ့ပြန်တဲ့အတန်းတစွန်းတစတောင်မှထွက်မလာတာပါလဲ။ကြားဖြန့်လက်ထက်မှာပိတ်လောင်ခံထားရလေသလား။အဲ့ဒါဆိုလို့ရှိရင်လေသူကံကြမဟာကောင်းနိုင်ပါမလား။ 2022ခုနှစ်ဇူလိုင်လတုန်းကလည်းအသက်22နှစ်အရွယ်ကညာအမျိုးသမီး Grace Mata ဟာအလွန်ဆွဆွဝါဝဝေဒနာခံစားနေရပြီးတော့ထိုင်းနိုင်ငံထဲကိုရောက်လာပါတယ်။ရောက်လာတဲ့အချိန်မှာသူဟာသတိမရတော့ပါဘူး။သူ့ကိုယ်ပေါ်မှာဖြစ်ကြတဲ့ဆန်းခွဲစိတ်ထားတဲ့ဒဏ်ရာလည်းပါလာပါတယ်။အဲ့ဒီဒဏ်ရာဟာမြန်မာနိုင်ငံထဲမှာရှိကြားဖြန့်စင်တာ KK Park ထဲမှာရှိတဲ့တရားမဝင်ဆေးရုံတရုံရဲ့လက်ရာလို့ယုံကြည်ကြောင်း မက်ရှယ်မိုးကပြောပါတယ်မက်ရှယ်မိုးကမဲဆောက်အခြေစိုက် Global Arms ဆိုတဲ့လူကုန်ကူးမှုတိုက်ဖျက်ရေး NGO ရဲ့ CEO ပါသူက Grace Matter ရဲ့ကညာနိုင်ငံမှာရှိတဲ့မိသားစုကိုလှန့်ဆက်တွေ့ပါတယ်ဒါပေမဲ့အချင်းတိတ်နှောင်းသွားပါပြီဘလို့နည်းနဲ့မှမိသားစုကအသက်မမီနိုင်တော့ပါဘူးအဲ့ဒါကြောင့် Grace Matter ရဲ့အသက်ငယ်ဆက်တွေကိုသူကိုယ်တိုင်ပဲဖြုတ်ပေးခဲ့ရတယ်လို့ဆိုပါတယ်ကုမရနိုင်တော့လို့အဲ့ဒါလို့အသက်ငယ်ဆက်ဖြုတ်ဖို့ဆိုတာက ဥပဒေကြောင်းအရခွင့်ပြုချက်လိုအပ်ပါတယ်အဲ့ဒါလိုခွင့်ပြုချက်ကိုကညာတန်ယုံကပေးခဲ့တဲ့အတွက်စက်တွေကိုဖြုတ်ပြီးတော့ grace ကိုညင်ညင်သာသာအသက်ထွက်အောင်ပဲကူညီနိုင်ခဲ့တယ်လို့ဆိုပါတယ် grace ကိုခွဲစိတ်မှုလုပ်ခဲ့တဲ့လူတွေဟာခန္ဓာကိုယ်တွေကကလီစာကိုဖြတ်တောက်ထုတ်ယူဖို့ခွဲခဲ့တာလို့ယုံကြည်ကြောင်းမရှယ်မိုးကပြောပါတယ်အဲ့ဒါဟာကလီစာမှောင်ကိုကူးတဲ့လုပ်ငန်းဖြစ်လိမ့်မယ်လို့ယူဆကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်အဲ့ဒီသတင်းကို ပူလစ်ဇာစင်တာနဲ့ South Chinese Morning Post တို့ကအဦးဆုံးတင်ခဲ့ပြီးတော့ This Week in Asia ပြည်내ခြေစိုက်သတင်းသတင်းစာတွေကလည်းထပ်မံပြီးတော့ဖော်ပြခဲ့ကြပါတယ်လူခန္ဓာကိုအစိပ်ပိုင်းအစားထိုးလဲလှယ်တဲ့အလုပ်ဆိုတာကလွယ်တာမဟုတ်ပါဘူးတော်တော်ရှုပ်ထွေးတယ်လို့ New York တက္ကသိုလ် Grossman စေချောင်းက Bioethics ပါမောက္ခဒေါက်တာအာသာကပ်ပလန်ကဆိုပါတယ်ခန္ဓာကိုယ်အစိပ်ပိုင်းအစားထိုးဖို့ဆိုလို့ရှိရင်သွေးစစ်ဖို့လိုတယ်ပြီးတော့ အစ်စ်ထက်မဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကကျန်းမာရေးကောင်းတဲ့အစိတ်ပိုင်းဖြစ်ဖို့လိုတယ်အထူးသဖြင့်အိုမင်းတဲ့လူရဲ့အစိတ်ပိုင်းမျိုးဆိုလို့ရှိရင်အလုံးမဖြစ်ဘူးပြီးတော့အစိတ်ပိုင်းတော်တော်များများဟာလူခန္ဓာကိုယ်ပြင်ပမှာကြာကြာအသက်မရှင်နိုင်ပါဘူးအဲ့ဒီတော့နေရာဝေးတဲ့ဈေးခွက်ကိုပို့ဖို့ဆိုလို့ရှိရင်အဆင်မပြေပါဘူးဒါပေမဲ့တရုတ်လိုနေရာမျိုးဆိုလို့ရှိရင်တော့မြန်မာနိုင်ငံကနေမြန်မြန်ရောက်နိုင်ပါတယ်အဲ့ဒါလိုတိတ်မဝေးတဲ့နေရာမျိုးကိုပို့နေတာဖြစ်နိုင်တယ်လို့ဒေါက်တာအာလာကပ်ပလန်ကဆိုပါတယ် ီလောက်ခက်ခဲတဲ့အလုပ်ကိုအလွန်ကြီးလေးတဲ့ရာဇဝတ်မှုကြီးလေးဖြစ်မှန်းသိပါရဲ့နဲ့ဘာလို့လုပ်နေပါဒလဲပတ်စံသိရလို့ပါကိုရန်ကလီစာတွေကို ထုတ်ရောင်းစားတာဟာဒေါ်လာတသိန်းကနေပြီးတော့ဒေါ်လာတသန်းအထိပေါက်ဈေးရှိပါတယ်တဂါရီယန်သတင်းစာရဲ့သတင်းရေးသားချက်အရစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ online news site center အရေးအတွက်ဟာဆက်တခုကနေပြီးတော့29ခုအထိတိုးပွားလာတယ်လို့ဆိုပါတယ် KK Park ဟာ အကျယ်ဧက900ရှိပါတယ်အလုသမားရေအတွက်တသိန်းလောက်ရှိတယ်လို့ဆိုပါတယ်ကြားဖြန့်စင်တာဟာ KK Park တကူတည်းမဟုတ်ဘူးဆိုတာကိုတော့မြန်မာလူမျိုးတွေသိကြပြီးဖြစ်ပါတယ်ကြားဖြန့်တွေဟာအလုတွေကိုလာစာ ကောင်းကောင်းနဲ့ဖျားယောင်းကြော်ညာပါတယ်အလုခွင်နဲ့ရောက်တော့ကြတော့ online လိန်ညာတဲ့အလုတွေကိုအတင်းအဓမ္မလောက်ခိုင်းပါတယ်မကောင်းတဲ့အလုဖြစ်တဲ့အတွက်ညစ်ဆန်ကြတာတွေရှိတော့နှင်းပန်းနှိမ့်ဆက်မှုအမျိုးမျိုးကိုလုပ်ပါတယ်လျှက်စစ်နဲ့ short တိုက်တာရိုက်နဲ့တာစသဖြင့်နီလန်းဆုံးနေပါတယ် နေလန့်ပြီးတော့ညှဉ်းပန်းတာမျိုးတွေလည်းရှိပြီးတော့အဲ့ဒါလိုညှဉ်းပန်းနှိပ်စက်တာတွေကိုအသိရောက်လာတဲ့လူတွေကိုပြတ်သားပါတယ်ကောင်းကောင်းမွန်မွန်မလုပ်ရင်အဲ့ဒါလိုဖြစ်မယ်လို့ပြောပါတယ်ခနာကိုရင်းကလီစာကိုထုတ်ရောင်းစားတာခံရမယ်လို့လည်းချိန်ချပါတယ်တကားရရင်သတင်းစာရရေးသားချက်ရအဲ့ဒီ online လိမ်လည်မှုလုပ်ငန်းကိုတရုတ်မာဖီးယားနဲ့ဗမာစစ်အုပ်စုပေါင်းလုပ်တယ်လို့ဆိုပါတယ်စစ်အုပ်စုကမမီချင်အောင်စောင်ပေးရုံနဲ့ဒေါ်လာဘီလျံချီရနေလို့မှိန်စားနေတယ်လို့လည်းဆိုပါတယ်2023ခုတနှစ်ထဲမှာလည်းဒေါ်လာ1.5 38ဘီလီယံဝင်ငွေရှိခဲ့တယ်လို့လည်း The Guardian သတင်းစာကရေးသားထားပါတယ်။ရုရှားအမျိုးသမီးစင်ညာပန်တီလီယေဗာဆိုတဲ့အမျိုးသမီးဟာလည်းလစာကုန်းကုန်းနဲ့အများခံပြီးတော့ထောင်ချောက်မိသွားခဲ့ပါတယ်။ထိုင်းနိုင်ငံထဲမှာဘာသာပြန်သမားလောက်ရမယ်ဆိုလို့သူကသွားပြီးတော့လှုပ်ရှက်ခဲ့ပါတယ်။ဟိုရောက်တော့နေဆက်ကိုခေါ်သွားပြီးတော့မိုးရင်မြင့်မှာလက်နက်ကင်အဖွဲတစ်ဖွဲကသူ့ကိုစောင့်ကြပ်ပြီးတော့မြန်မာနိုင်ငံဘက်ကိုခေါ်သွားပါတယ်။ KK ပတ်ခနေပြီးတော့2မိနစ်လောက်ဝေးတဲ့နေရာက လူသိသိမ့်မများတဲ့ပေါ်လင်းဆိုတဲ့စခန်းမှာသူအလုပ်လုပ်ရပါတယ်လူတွေကိုလျှက်စစ်ဝါယာကြိုးပတ်ထားတဲ့ဒုံနဲ့ short တိုက်ပြီးတော့ကြတော့နှိမ့်ဆက်ရိုက်နှက်နေပါတယ်အဲ့ဒါကိုသူ့ကိုခေါ်ပြပါတယ်အလုပ်ကောင်းကောင်းမလုပ်ရင်အဲ့ဒါလိုနှိမ့်ဆက်တာခံရမယ်လို့ဆိုပါတယ်အဲ့ဒါမှမလုပ်သေးလို့သုံးမရတော့ဘူးဆိုလို့ရှိရင်ကိုရင်းအင်္ကာတွေကို ထုတ်ပြီးတော့ရောက်စားတာခံရမယ်လို့ဆိုပါတယ်လူတွေကိုကလထိုင်းခေါင်းပေါ်မြောက်ခိုင်းထားပြီးတော့ short တိုက်ပါတယ် ကလထိုင်းတကယ်လို့လွတ်ကျသွားခဲ့လို့ရှိရင်ပို့ပြီးတော့ shock ပြင်းပြင်းတိုက်တယ်လို့ဆိုပါတယ်2023ခုနှစ်မှာအသက်24နှစ်အရွယ်ရှိတဲ့ဒါရှိနီမာအိုချာနီမေယေဗာဆိုတဲ့သူကတော့ model အလုပ်တက်ဆိုပြီးတော့သူ့ကိုအလုပ်ခန့်ခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့သူ့ရဲ့ကိုရင်းကလီစာကိုခွဲစိတ်ထုတ်ယူရောင်းချဖို့စီစဉ်တာကိုခံခဲ့ရတယ်လို့ mesh သတင်းဌာနကရုရှားနဲ့ဘယ်လာရုစ်အာဏာပိုင်တွေကိုကူးကားပြီးတော့သတင်းရေးပါတယ် ကြားဖြန့်စင်တာကနေပြီးတော့ပြန်လွတ်လာတဲ့ Jane ဆိုသူပြောတာကတော့သူတို့တွေအားလုံးရောက်ရောက်ချင်းမဖြစ်မနေတွေးစစ်ကြရတယ်လို့ဆိုပါတယ်အဲ့ဒါဟာကလီဇာမောင်ကိုအနေနဲ့ထုတ်ပြီးတော့ကြတော့ရောင်းတဲ့အခါမှာတွေးချင်းတိုက်စစ်နိုင်ဖို့အသက်သိကြည့်ပြီးတော့ကလီဇာတွေကဈေးကောင်းမရနိုင်တော့တဲ့သူမျိုးဟုတ်မဟုတ်သိကျင်လို့အဲ့ဒါရဲ့အတွက်ကိုစစ်စစ်တာလို့ယူဆကြောင်းပြောပါတယ် ကလီကြထုတ်ယူရောင်းစာတာတွေရှိတယ်လို့သူကြားခဲ့ပေမဲ့သူကိုယ်တိုင်မျက်စိနဲ့တော့မမြင်ခဲ့ရဘူးလို့ဆိုပါတယ်အဲ့ဒီကြားဖြန့်စင်တာထဲမှာဗမာစကားပြောတဲ့အလုပ်သမားတွေသာမကအင်္ဂလိပ်လူငယ်တွေနဲ့တရုတ်တွေလည်းအများပြရှိတယ်လို့ဆိုပါတယ်အထူးသဖြင့်ကိုဗစ်ကပ်ဘေးကြီးနောက်ပိုင်းမှာပုံများလာတယ်လို့ဆိုပါတယ်အင်္ဂလိပ်နဲ့တရုတ်တွေအများပြခြင်းအကြောင်းကတော့တော်တော်ရှင်းပါတယ်ကမ္ဘာပေါ်မှာအင်္ဂလိပ်စကားပြောတဲ့လူနဲ့တရုတ်စကားပြောတဲ့လူကလူဦးရေအများဆုံးမို့လို့ပါအဲ့ဒါကြောင့်လဲတရုတ်နဲ့အမေရိကန်တို့ကမိကြီးခဲ့ပေါ်ဖင်ခုထိုင်မိတယ်လို့မျိုး ခုံဆွတ်ခုံဆွတ်လုပ်နေကြတာပါလူကုန်ကူးခံရတဲ့လူတော်တော်များများဟာသူတို့ကိုသူတို့မြန်မာနိုင်ငံနဲ့ရောက်နေလို့ရောက်နေမှန်းတောင်မှမသိကြဘူးလို့ဆိုပါတယ်ဖိလစ်ပိုင်လူငယ်တယောက်ဖြစ်တဲ့ gray ဟာအလုရမယ်ဆိုလို့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုအရင်လာပြီးတော့အလုရှင်နဲ့တွေ့ခဲ့ရတဲ့သူပါအဲ့ဒါလို့တွေ့ပြီးတဲ့နောက်သူ့အလုရှိရာဂျာဖျန်စင်တာကိုရောက်လာပါတယ်သူကတော့သူ့ကိုသူထိုင်းနိုင်ငံနဲ့မှာပဲလို့ထင်နေတာပါ တနေ့မှာမြန်မာနိုင်ငံအလံကိုတွေ့တော့မှသူဟာထိုင်းနိုင်ငံနဲ့မဟုတ်တော့ပါလားလို့တိကျကြောင်းပြောပါတယ်။ထိုင်းမြန်မာနယ်စပ်လမ်းတွေကနေပြီးတော့သူ့ကိုခေါ်သွားတာဖြစ်မှာပါ။ကျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူး။မြစ်တာရက်ခတ်ပါတယ်။အဲ့ဒါလို့ခိုးကူးပြန်တင် လုပ်တာတွေဟာ မီဒီယာရဲ့ရည်ရည်အတွက်ကြီးကြီးမားမားအဟံအတာအနှောက်အယှက်ဖြစ်လာနေပါတယ်။ ပြည်သက်များအနေနဲ့လဲခိုးကူးပြန်တင်တာတွေကိုအားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအဖြစ်မီဒီယာ ရေရှည်ရက်တင်နိုင်ရေးကို အားပေးကူညီကြပါလို့မြစ်တာရက်ခံပါတယ်ခင်ဗျာနီပေါ်နိုင်ငံကအာရှရက်ကတော့ရန်ကုန်ကိုအရင်ရောက်ပါတယ်ပြီးတော့မှသူ့ကို ထိုင်းနိုင်ငံမှာအလုတ်လောက်ရမယ်ဆိုလို့အောက်လန်းကနေပြီးတော့ကားနဲ့သွားခဲ့တယ်လို့ဆိုပါတယ်သူ့ကိုသူ ထိုင်းနိုင်ငံနဲ့ရောက်နေပြီလို့ပဲထင်ခဲ့တာပါ6လလောက်ကြာတော့မှတန်တရားဖြစ်လာပြီးတော့သူဘယ်နိုင်ငံကိုရောက်နေတာလဲကျေးဇူးပြုပြီးတော့အမှန်တိုင်းပြောကြပါဗျာလို့မင်းယူခဲ့ရတယ်လို့ဆိုပါတယ်အိန္ဒိယလူငယ်အာဂျွန်ကတော့သူတို့အိန္ဒိယနွယ်ပွားတယ်ဆိုလိုတာကအိန္ဒိယဘင်္ဂလားဒေ့ရှ်ပါကစ္စတန်စတဲ့သူတွေရဲ့ကိုစားဒရင်စာတိုက်ကိုလျှို့ဝှက်ဆက်သွယ်ခဲ့ပါတယ်သူတို့လာစာမရတာလဲကြာပါပြီတဲ့လာစာမရလို့သဘိမောက်ဆန္ဒပြကြတော့ မီးမရှိတဲ့အမောင်ခန်းထဲမှာပိတ်ထားတာကိုခံကြရတယ်လို့ဆိုပါတယ်အစားတောက်ကို၃ရက်စာပဲပေးတယ်လို့ဆိုပါတယ်သူတို့နံပါတ်တွေကိုပြောင်းထားပြီးတော့သူတို့ရဲ့ Jaffian Center နံပါတ်ကိုလည်းလုံခြုံရေးရလျှို့ဝှက်ပေးထားရတယ်လို့သတင်းစာတိုက်ကဆိုပါတယ်သူတို့ကို Trace နဲ့လို့ညှဉ်းပန်းနှိပ်စက်နေတဲ့ကေရော်မူကြပါလို့သူကတောင်းပန်ထားပါတယ်ရန်ကုန်မှာရှိတဲ့အိန္ဒိယတန်ယုံကိုသူဆက်သွယ်ပေးပို့ထားတဲ့စာနဲ့မြန်မာနိုင်ငံခြားရေးဝန်ကြီးရုံးကိုသူပေးပို့ထားတဲ့စာတွေကိုအဲ့ဒီသတင်းစာတိုက် this week in asia သတင်းဌာနကိုပြသခဲ့ပါတယ်။တန်ယုံကိုသတင်းဌာနကဆက်သွယ်မေးမြန်းတော့ဖြေရှင်းပြီးပါပြီ။တော်တော်ခက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 ်ဖြေရှင်းလိုက်ရပါတယ်လို့အမည်မဖော်တဲ့တန်ယုံဝန်ထမ်းတယောက်ကဖြေခဲ့တယ်လို့သတင်းဌာနကဆိုပါတယ်။အဲ့ဒီနေရာတွေဟာရဲတွေသွားပြီးတော့လူတွေကိုခေါ်ထုတ်လို့မရနိုင်တဲ့နေရာတွေပါ။အစိုးရကလည်းအဲ့ဒီနေမြေမှာဩဇာမတက်ရောက်ပါဘူးလို့ပြန်ဖြေကြောင်း this week in asia ကညှိတာထားပါတယ်။အစိုးရဆိုသူရဲ့ဩဇာမတက်ရောက်တဲ့နေရာဆိုတဲ့စကားဟာ အထူးအလေးနက်ထားစဉ်းစားရမယ့်အချက်ပါအဲ့ဒီအချက်ဟာမားစရာမရှိဘူးဆိုတာကိုမြန်မာနိုင်ငံသားတိုင်းရိပ်စားမိကြမှာပါအဲ့ဒီနေရာတွေအားလုံးဟာတည်တဲ့အတိုင်းအစိုးရနဲ့တော်လှန်ရေးအကြမ်းမှာနှစ်ဖက်ခွစားနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေစုမိုးတဲ့နေရာတွေပါဒါကိုအစိုးရဆိုသူကိုယ်တိုင်ကခွင့်ပြုထားတာပါအဲ့လိုခွင့်ပြုထားတာရဲ့နောက်ွယ်ကအကြောင်းရင်းကတော့နိုင်ငံရေးအကြောင်းကအဓိကအကြောင်းပါ။ဒါပေမဲ့တခြားအကြောင်းတွေလည်းရှိသေးကြောင်းလူအများသိကြပါတယ တခြားအကြောင်းတွေကတော့အကျင့်ပြက်လက်စားခြင်းကအကြောင်းတစ်ကြောင်းမှာထုံးစံအတိုင်းဆေးအုပ်စုရဲ့ထိပ်တီးရေဆိုတာကအကျင့်ပြက်လက်စားမှုနဲ့ကင်းရှင်းတဲ့သူမရှိပါဘူးအသားလေးကိုမျိုးမျိုးမြက်မြက်ကျွေးလို့မှမစားလို့ရှိရင်နွားလို့တောင်မှသူတို့စစ်ဖို့ချင်းချင်းကလှောင်ပြောင်းသေရောခြင်းကြတာမျိုးပါအဲ့ဒီတော့ဒူးစရိုက်လုပ်ငန်းတွေလုပ်တာကိုမသိချင်အောင်စောင့်ပေးရုံနဲ့ဒေါ်လာတွေတင်းတင်းတပိုးတထောကြီးရမယ်ဆိုလို့ရှိရင်ဘယ်စစ်ဖို့ကများဥပုပ်စောင့်နိုင်မယ်လို့မျှော်လင့်ထားကြပါတယ် ဥပဒေလည်းမရှိဥပဒေစိုးမိုးရေးဆောင်ရွက်မဲ့အဖွဲ့အစည်းလည်းမရှိအစိုးရဩဇာအာဏာလည်းမရှိတဲ့နေရာမျိုးမှာ NGO အဖွဲ့တွေကဒုက္ခသည်တွေကိုတွားပြီးတော့ကယ်တင်ဖို့ဆိုတာကလည်းလွယ်တဲ့အလုပ်မဟုတ်ပါဘူး NGO သမားတွေကအဲ့ဒါလိုကယ်တင်ဖို့ဆိုလို့ရှိရင်အ ਨੇ ဆုံးစူပါမန်လောက်ဘက်မန်လောက်တော့အရေးချင်းရှိဖို့လိုအပ်ပါလိမ့်မယ်ကိုဗစ်ဖြစ်ပြီးတဲ့နောက်မှာအဲ့ဒီကြားဖြန့်လုပ်ငန်းတွေအကြီးအကျယ်ပွားများလာတယ်လို့နိုင်ငံတကာသတင်းဌာနတွေကဆိုလိရှိကြပါတယ်တကယ်တော့အချိန်သတ်မှတ်ပြောဆိုဖို့မှားနေတာပါ စစ်အုပ်စုကအာဏာသိမ်းပြီးတဲ့နောက်မှာကြားဖြတ်နေအကြီးကျယ်ပွားများလာတယ်လို့ဆိုမှပို့ပြီးတော့မှန်ပါလိမ့်မယ်အာဏာသိမ်းပြီးတဲ့နောက်မှာဘုံမင်းအောင်လိုင်းစစ်အုပ်စုကြောင့်ဒရိုင်းတပီလုံးစောက်ထိုးမိုးမြော်ဖြစ်သွားတာကိုအားလုံးအသိပါအဲ့ဒီလိုအချိန်မှာလမ်းပေါ်မှာဆန္ဒပြတဲ့လူတွေကိုလိုက်ပြီးတော့ပြစ်ခတ်နေရတဲ့ဘုံမင်းအောင်လိုင်းတို့စစ်အုပ်စုဟာကြားဖြတ်ကိုနှိမ်နှင်းဖို့ဆိုတာသတိတောင်မရနိုင်ပါဘူးပြီးတော့နှိမ်နှင်းမဲ့အစားကြီးထွားအောင်ပဲသူတို့ကအားပေးခဲ့ကြပုံရပါတယ်။ဘာကြောင့်လဲဆိုတော့အားလုံး ိကြတဲ့အတိုင်းကြားဖြတ်နေအားလုံးဟာသူတို့ရဲ့မဟာမိတ်တွေကအများစုပါသူတို့ရဲ့မဟာမိတ်တွေကြည့်ပဲလို့ဆိုလို့ရှိရင်တောင်မှရနိုင်တော့ပါတယ်အဲ့တော့သူတို့မှာမိဝိုင်းနေတဲ့အချိန်ကြီးမှာမဟာမိတ်ကိုဘယ်ရန်ရှာရဲပါမလဲရန်မရှာရုံသာမကအတောင်အပေးတယ်ဆိုတာကတော့ကြားဖြတ်နေစီကသူတို့ဒေါ်လာငွေဘီလီယံချီရနိုင်လို့ပါစေအောင်စုစီကိုဓာတ်ရိုက်ရောက်တဲ့ဝင်ငွေရှိတယ်လို့အရာရှိအစစ်စစ်စီလက်ထိုးနေတဲ့ငွေတွေလည်းရှိပါတယ် ဒီလိုအခြေအနေမျိုးမှာကြားဖြတ်နေကြီးထွားလာတာအစမ်းမဟုတ်ပါဘူးကြားဖြတ်အောင်လုပ်ကနေထွက်ချင်တယ်ဆိုလို့ရှိရင်ထွက်ချင်တဲ့ဝန်တန်းဟာစာချုပ်ဖြတ်သိမ်းရပါတယ်အဲ့ဒါလို့စာချုပ်ဖြတ်သိမ်းလို့ရှိရင်လည်းငွေကြေးအများအများပေးရပါတယ်နီပေါ်နိုင်ငံသားအာရှရက်ဖာအလုပ်ကနေထွက်ခွင့်ရဖို့အတွက်အမေရိကန်ဒေါ်လာ1000ရှာပြီးတော့ပေးခဲ့ရတယ်လို့ဆိုပါတယ်သူတို့ကလစာလည်းမပေးဘူးငွေကိုလည်းခိုးတယ်လက်ဝတ်ရတနာတွေကိုလည်းခိုးတယ်လို့ဂျိန်းကဆိုပါတယ်သူတို့ဟာလစာကောင်းကောင်းနဲ့ မလုံးပေးဆွဲဆောင်တာကိုယုံမိကြလို့ငွေမဲ့ပြီးတော့အလုတ်ကောင်းရပြီဆိုပြီးတော့သွားကြတဲ့သူတွေများပါတယ်။တချို့ကငွေရေးကြီးအခက်အခဲကိုဖြည့်ရှင်းနိုင်ရေးအတွက်အကြဖြန့်အလုပ်ကိုသွားလုပ်ကြတာပါ။ဒါပေမဲ့ပြန်လာဖို့ရော်ကြီးပေးလိုက်တဲ့အခါမှာအသွားတုံးကထက်တောင်မှပို့ပြီးတော့မွဲသွားတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ကြားဖြန့်လုပ်ငန်းဆိုတာခစ်တဲ့ကျွံပြူလုပ်ငန်းလူတက်ပြီးကလီဇာထုတ်ရောင်းတဲ့လုပ်ငန်း ကဘာအနှံပြားကလူတွေကိုလိန်လဲတဲ့လုပ်ငန်းဆိုတော့ဘလောက်တောင်စိုးရတယ်ဆိုတော့အလုံးသိနိုင်ပါတယ်။သူတို့ပြစ်မှတ်ထားလိန်လဲတဲ့သူတွေကကဘာပေါ်မှာလူဦးရေအများဆုံးရှိတဲ့လူဖွဲ့စည်းတွေကိုလိန်နေပါတယ်။တေဝစကားပြောလူမျိုးနဲ့အင်္ဂလိပ်စကားပြောလူမျိုးတွေကအများဆုံးဆိုတော့အဲ့ဒီလူဖွဲ့စည်းတွေကိုဥတီပြစ်မှတ်ထားလိန်လဲနေပါတယ်။ ဲ့ဒါဟာနိုင်ငံရေးရလဲအလွန်ဆိုးရတဲ့ဆိုးကျိုးတက်ရောက်မှုတွေကိုနောက်ဆက်တွဲဖြစ်ပေါ်စေပါတယ်ဒီနေ့ကဘာကိုစိုးမိုးနေတာကလည်းအင်္ဂလိပ်စကားပြောတဲ့လူမျိုးနဲ့တရုတ်စကားပြောတဲ့လူမျိုးတွေဖြစ်နေပါတယ်တရုတ်ဟာကြားဖြတ်ကိုအကြောင်းပြုပြီးတော့မြန်မာနိုင်ငံရေးမှာဝင်ရောက်မှွေနောက်ခဲ့ပြီးပါပြီရေနောက်ပြီးတော့ငါဖန်တဲ့အလုပ်ကိုလုတ်သွားကြအောင်လုတ်နေသေးကြအောင်ကျွန်တော်တို့သိရတဲ့အပြင်မှာနောက်ထပ်ပြီးတော့တို့လို့အောင်မယ်ဆိုတာကိုလည်းကျွန်တော်တို့ကြားနေကြရပါတယ် ရေနှောက်ပြီးတော့ငါးဖန်းတာရှိတယ်လို့ငါးဖန်းလိုက်လို့ရေနှောက်သွားတာလည်းရှိပါတယ်။နောက်ထပ်တိုးလုံမဲ့သတင်းကတော့မဲခေါင်လန်ချန်း6နိုင်ငံပေါင်းပြီးတော့ကြားဖြန့်နှိမ်နှင်းရေးလုပ်မယ်ဆိုတဲ့သတင်းမှာအမေရိကန်ကလည်းကြားဖြန့်ကိစ္စမှာတနက်နဲ့ဝင်ပါဖို့ပြင်နေပါပြီ။အဲ့ဒါကတော့ကြားဖြန့်တိုက်ဖြတ်ရေးအထူးအဖွဲ့ Scam Center Strike Force ဆိုတာကိုဖွဲ့စည်းလိုက်တဲ့ကိစ္စပါ။နိုဝင်ဘာလ7ရက်နေ့မှာဖွဲ့ပါတယ်။အဲ့ဒီအဖွဲ့ရဲ့နောက်မှာ FBI နဲ့ US Secret Service တို့လည်းရှိနေပါတယ်။ ကြားဖြန့်အကြောင်းပြပြီးတော့တရုတ်တွေဝင်လို့ရလို့ရှိရင်အမေရိကန်ကလည်းဝင်လို့ရရမှာပေါ့ဆိုတဲ့သဘောပါစိတ်ဝင်စားစရာကောင်းတာကနိုဝင်ဘာလ12ရက်နေ့မှာအမေရိကန်ကအဲ့ဒီအဖွဲ့ကိုဖွဲ့ပါတယ်အဲ့ဒီနောက်နိုဝင်ဘာလ16ရက်နေ့မှာမဲကောင်လန်ချန်း6နိုင်ငံကနေပြီးတော့ကြားဖြန့်ကိုစုပေါင်းပြီးတော့တိုက်ကြမယ်ဆိုတဲ့အစီအစဉ်ကိုတရုတ်ကကြေညာပါတယ်တရုတ်ရဲ့လုပ်ရက်ကပူပြီးတော့ပါနဲ့တယ်လို့ယူဆပွဲရဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့သူတနိုင်ငံနဲ့လောက်တာမဟုတ်ဘဲနဲ့6နိုင်ငံပေါင်းပြီးကြတာလောက်တယ်အဲ့ဒီ6နိုင်ငံထဲမှာအရှင်နိုင်ငံဖြစ်တဲ့မြန်မာကလည်းပါဝင်နေတယ်ဆိုတော့သူ့လောက်ရကပို့ပြီးတော့ကြတော့ပေါင်းဝင်နေတယ်လို့မျိုးဖြစ်အောင်လှုပ်ထားတဲ့သဘောမျိုးမဟုတ်လို့ပါအမေရိကန်ရဲ့ကြားဖြန့်တိုက်ခိုက်ရေးတိုက်ဖြတ်ရေးအဖွဲ့ကိုလည်း short တွက်လို့မရပါဘူးမူရစ်စေဝါအကြောင်းပြပြီးတော့သမရနော်ရီယေကာကိုပနမနိုင်ငံနဲ့အထိရဟရင်နဲ့အမေရိကန်ကဝန်ဖန်မှုပါတယ် အုစမာဘင်လာဒန်ကိုပါကစ္စတန်နိုင်ငံနဲ့ထိပါကစ္စတန်နိုင်ငံအစိုးရကိုအတိမပေးဘဲနဲ့ဝင်ပြီးတော့ပြစ်ခတ်ဖမ်းဆီးဖို့ပါတယ်အခုကြားပြန်လောက်ကတော့အမေရိကန်အတွက်ဆိုလို့ရှိရင်ရုံကိုခွေးနဲ့လိုက်တလောက်တောင်မှခက်ခဲမှာမဟုတ်ပါဘူးသူ့ဘာသာမခက်တာကအကြောင်းမဟုတ်ပါဘူးနော်ရီယေကာကိုဖမ်းတယ်လို့ဘူမင်းအွန်လိုင်းကိုဝင်ဖမ်းသွားလို့ရှိရင်လည်းဒါလည်းအကြောင်းမဟုတ်ပါဘူးဒါပေမဲ့ဒီကိစ္စကိုအကြောင်းပြုပြီး သူ့ဘာသာငဘူကလေးကမီးတောင်နေတဲ့မြန်မာပြည်တွင်းစစ်မှာစီရေးနိုင်ငံရဲ့ရာအဝင်ဆွတ်ဖက်လာလို့ရှိရယ်တရုတ်နဲ့အမေရိကန်ထိတ်တိုက် တိုးလာခဲ့လို့ရှိရယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုင်ငံအတွက်တော်တော်စိုးရိမ်စရာကောင်းပါလိမ့်မယ်နိုင်ငံရေးဆိုတာဘာမှစိတ်မချရပါဘူးကြားဖြန့်ကနေပြီးတော့မြေရှားလဲဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်မြေရှားလိုချင်တာကိုကြားဖြန့်အကြောင်းပြပြီးတော့ဝင်လာတာမျိုးလဲဖြစ်ချင်ဖြစ်နိုင်တာပါပဲတရုတ်က ဗမာပြည်ကမြေရှားမှန်သမျှကိုတဦးတည်းမောင်းပိုင်စီးပြီးတော့ချုပ်ကန်ထားတာပါအမေရိကန်ကလည်းဗမာပြည်ကမြေရှားကိုလိုချင်တယ်လို့ထုတ်ပြီးတော့ပြောထားပြီးသားပါသူ့ဘာသာအမေရိကန်နဲ့တရုတ်မတည့်လို့ထိုင်ဝမ်မှာပဲစစ်တိုက်တိုက်တောင်တရုတ်ပင်လယ်မှာပဲစစ်တိုက်တိုက်ကျွန်တော်တို့နဲ့ဘာမှမပတ်သက်ပါဘူးကျွန်တော်တို့ကအနေသာကြီးပါဒါပေမဲ့ဗမာအမျိုးပေါ်မှာလာပြီးတော့သူတို့နှစ်ကောင်ကိုက်ကြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုင်ငံဟာခွေးနှစ်ကောင်ကြားကအမဲယိုးဖြစ်မှာကိုအလွန်စိုးရိမ်စရာ ကောင်းပါလိမ့်မယ်လို့သတိပေးတင်ပြခြင်းပါတယ်ခင်ဗျာ။